မင်္ဂလာပါရှင် ကျမကတော့ချချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးတိုင်းစင်ကူမြို့နယ်ကြီတောက်ပေါ့ရွာဆေးရုံဝင်းကိုစစ်ကောင်စီတပ်ကဂျွန်လ9ရက်မနက်9နာရီကျော်ကလေးချောင်းကနေဘုံကျဲခဲ့တာကြောင့်ဈေးဝယ်လာသူအမျိုးသမီးတယောက်သေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပကဖထံကနေ သိရပါဗျာ တတဦးကတက်လာတဲ့ jet fighter နဲ့ဂျီရောက်ပေါက်ကျေးရွာစီရင်ဝင်ထဲကို ပေါင်150ဘုံနဲ့ဘုံကျဲခဲတာကြောင့်အဆောက်အုံလည်းပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပါကဖသတင်းတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ဘုံကျဲတဲ့စီရင်ဝင်မှာပြည်သူတွေစေကူတာမှုမရှိတာကြောင့်ဇေလဝယ်တဲ့အမျိုးသမီးတွေကိုသာထိခိုက်သွားခဲ့တာလို့သိရပါတယ်ဒေယာရရှိသူတွေထဲဘုံစားထိမှန်မှုကြောင့်အမျိုးသမီးတအူးကလက်ဖြတ်ရပြီးကျန်တအူးကပေါင်မှထိမှန်ထရာရခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့ကလည်းစင်ကူမြို့နယ်ကျုပ်ပင်ရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ဒေသခံတဦးသေဆုံးခဲ့ရပါသေးတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးရတနာသီရိရက်ွက်ဝင်းကပါရေထွက်မှာရေချိုးရင်းကနေကိုရင်နှပါရေစီးတဲ့မျိုးပါပြီးပြန်လုံတော်မူသွားတယ်လို့မြို့ကန်တွေကပြောပါရယ်။ဂျွန်လ10ရက်နေ့3နိုင်ဝင်းကျင်းမှာ ကိုရင်၅ပါးရေထွက်တဲ့ရေစင်းချိုးရကနေမိုးရွာလို့ရေကြီးလာပြီးကိုရင်တစ်ပါးကရေထဲမျောပါသွားတာပါမျောပါသွားတဲ့ကိုရင်ကိုနောက်တစ်ပါးကလိုက်ခဲ့ရင်ကိုရင်နှစ်ပါးလုံးရေဝဲထဲရောက်ပြီးပြန်လည်တော်မူသွားတာလို့မြုပ်ကန်တယောက်ကပြောပါတယ်ရတနာတိရိကံကရစ်တက်ရင်ဝါတထောက်စာလောက်နဲ့တာကြောင်းမိုးရသည့်ရစ်တက်ချိန်တွေမှာရစ်သွားကူးဖို့မသိမဲမိဘတွေအနေနဲ့လည်းနောက်တီလို့အဖြစ်မျိုးမဖြစ်အောင်ကလေးတွေကိုအသိပေးသင့်တယ်လို့ဒေသခံတယောက်ကပြောပါတယ် အခုပြည်လုံးတော်မူသွားတဲ့ကိုရင်နှပါဟာပေလောင်တဲ့စီစာမျိုးဇာတိတွေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ငလျင်ဘေးဒဏ်ကိုခန်းစားနေရတဲ့အင်းလေးမှာပြန်လည်ထူထောင်ရေးအတွက်ပြည်တွင်းပြည်ပကအလှရှင်တွေလာရောက်လှူဒန်းကြပေမဲ့ခြေကအုပ်ချုပ်ရေးမှုတွေကအခုညီလိုအပ်သူတွေကိုမှန်မှန်ကန်ကန်ပေးဝေတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်နှင်းနှင်းပေးပို့ထားပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကအင်းလေးဒေသဟာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်တံကိုခန်းစားခဲ့ရပြီးပြည်သူအယောက်တရာကျော်တေဆုံးခဲ့ရတဲ့အပြင်နေအိမ်ပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ပြိုကျပျက်စီးခဲ့ရတဲ့နေအိမ်တွေနဲ့ရိုင်းနှက်သွားတဲ့နေအိမ်တွေကိုပြန်လည်ပြုပြင်ဖို့အတွက်ပြည်ရင်းပြည်ပကအလူရှင်တွေကငွေသားနဲ့အတုံးဆောင်ပစ္စည်းတွေလာလူတန်းချိန်မှာကျေးရွာတချို့ကမှန်မှန်ကန်ကန်လှုပ်ပေးပေမဲ့ ခြေရွာကြီးတချို့မှာအုတ်ကြီးတွေကသူတို့နဲ့ဆွေမျိုးတော်ဆက်သူတွေကိုပဲပေးပြီးတကယ်ထိခိုက်ပျက်စီးခဲ့ရတဲ့ပြည်သူတွေကမရရှိတာတွေကြုံတွေ့နေရပါတယ်။အလူရှင်လာတယ်လို့အကြောင်းကြားလာတော့ငါတို့လည်းပါမှန်ဆိုပြီးလိုက်သွားကြတယ်။အုတ်ချိုရင်မှုအင်ရောက်တော့ပျက်စီးရဝေတဲ့ချိန်ရောက်မှကိုယ်နာမည်မပါလာဘူး။ဘလို့ဖြစ်တာလဲမေးတော့လည်းဖြေရှင်းချက်မပေးဘူး။နောက်လူရှင်လာရင်နာမည်စင်းထည့်ပေးထားမယ်လို့ပြောတယ်။ဒါပေမဲ့နောက်ထပ်ထပ်သွားတဲ့အချိန်မှာအဲ့လိုမျိုးမပါလာဘူး။တကယ်တမ်းပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေကတချို့ကွက်ပြီးတော့ကြံနေတာပေါ့နော်။ ။ရတဲ့သူတွေဆိုရင်လည်းထက်နေအောင်ရတာမပါတဲ့သူတွေကလုံးဝမပါဘူး။ခံစားရတာတော့စိတ်ထဲမှာကတိကောင်းဖြစ်တာပေါ့။ရွာတိုင်းနှိပါပြဿနာကတော့ကြားနေရပါတယ်။အင်းလေးကကြေးရွာ900 600လောက်မှာအုတ်ကြီးတွေကမျှတမှုမရှိပဲသူနဲ့နှီးစက်ရကလူတွေကတော့ထက်ခါထက်ခါရနေပေမဲ့တကယ်ပျက်စီးသွားရသူတွေကမရရှိတာတွေကြုံတွေ့နေရတာပါ။စံစီနဲ့အတုံးဆောင်တွေဆိုရင်နည်းနည်းလေးတော်သေးပေမဲ့အိမ်တွေပြန်ဆောက်ဖို့ငွေသားနဲ့လာကူကြတာမျိုးဆိုရင်ပိုဆိုးနေတာပဲဖြစ်ပါတယ်။ ငယ်အဖွဲ့အစည်းအနေဖြူလန်းတာနဲ့အဲလိုပစ္စည်းတွေဖြစ်စေလူငွေတွေဖြစ်စေလူမျိုးစင်းဆိုသူတို့ကလက်ခံပြောရှင်အဲပြန်လည်းညှောက်ဝေတဲ့အချိန်မှာအားလုံးတည်အောင်လို့အဲလိုမျိုးတော့ခေါ်ပြရှင်းပြပေးရမှာလေနော်အာဘာလို့ဆိုကိုရကိုရအတွက်ဆိုတော့အဲလိုမျိုးတော့လုံပြီးတင်တယ်လို့လို့ချင်တယ်ပြီးတော့အဖွဲ့အစည်းအနေနဲ့အဲလိုမျိုးစုရနဲ့ပတ်သက်တဲ့အဖွဲ့တွေလာလို့လေဒီဆက်တော့ WFP တော့အဲ့လိုမျိုးစားရိုက်ခါတွေအဲ့လိုမျိုးဒီလာလူတဲ့အချိန်မှာလဲဇင်းတင်ရတဲ့အချိန်မှာဘယ်လိုလုပ်ပြီးဇင်းနေရမကောက်ဘဲနဲ့သူတို့စီမံဘယ်လိုလုပ်ပြီးတင်လာလဲမသိဘူး ရွာဒီစင်ကောက်လေးဆိုမျိုးလည်းမတွေ့ရအောင်ပြ။ညလာလို့ရှိရင်ဒီစင်ဒီစင်ပါတယ်ဒီစင်စင်ပါတယ်အဲ့လိုပဲတည်ရတယ်မလို့ဘယ်လိုလုပ်ပြီးဘယ်လိုတင်တာမျိုးလဲဆိုတာကျွန်တော်လည်းမသိရဘူး။ကျွန်တော်စိတ်ကျဲလုံးနေတဲ့ပုံပေါ်တော့အဲ့ဒါမျိုးလေး။ပြန်လည်ထူထောင်ရေးအတွက်အိမ်နေဆောက်တဲ့အခါဝါထရံအိမ်တလုံးကိုတိန်း30ကနေတိန်း50အထိကုန်ကြပြီးငကိုမူလအတိုင်းပြန်လည်ဆောက်လုပ်တဲ့အိမ်တွေဆိုရင်တိန်း100ကနေတိန်း300ကျော်အထိကုန်ကြတယ်လို့သိရပါဗျ။အခုလက်ရှိမှာလည်းကုန်စည်နှုန်းကတရက်ပြီးတရက်တက်လာနေတာကြောင့် နေအိမ်ပြန်ဆောက်နေရသူတွေအတွက်အခက်အခဲတွေလည်းကြုံတွေ့နေရပါတယ်။ဒီမှာနှင်းနှမရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အထက်မှာလိုင်စင်မဲ့ယင်ဖန်ဆီမှုတွေကြောင့်ခရီးစရိတ်ပိုကုန်လာတယ်လို့ကျောင်းသားကျောင်းသူတွေကပြောပါတယ်။တောင်ကြီးတက္ကသိုလ်ဝင်တွေကဆိုင်ကယ်ရပ်နားရာနေရာတွေမှာတော့ဆိုင်ကယ်တွေရော့နေသွားတာတွေ့ရတယ်လို့ကျောင်းသားကျောင်းပြန်မှုလိုင်ကာကတလကိုစက်တသိန်းလောက်ပိုကုန်နေတယ်လို့ကျောင်းနဲ့နေဆက်သူတယောက်ကပြောပါတယ်။ လိုင်းကားကားကတောင်အောက်ထိဆိုအသွား2500အပြည့်2500ကုန်ပြီးလမ်းစရိတ်ပဲတလားကိုတသိန်းတသိန်းကျော်လောက်ကုန်နေတယ်လို့ចောင်းသားတယောက်ကပြောပါတယ်ဒီလိုဖက်စီမှုတွေဟာပြီးခဲ့တဲ့မေလနောက်ဆုံးဘက်ကစားလို့တောင်ကြီးမြို့ပေါ်မှာလိုင်းစင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီဘက်ကအင်အားသုံးဖက်စီနေခဲ့တာဖြစ်ပြီးပတ်သက်မပေးရင် အပီသိမ်းဆဲသွားတာတွေရှိနေခဲ့တာဖြစ်ပါတယ် ောင်ကြီးမြို့နယ်ထဲမှာတက္ကသိုလ်လေးခုကောလိပ်တစ်ခုနေပညာထက်တန်ကျောင်းတစ်ခုကနေကျောင်းသားကျောင်းသူပေါင်း14000ကျော်နဲ့အခြေခံပညာကျောင်းတွေကနေကျောင်းသူကျောင်းသားပေါင်း9400ကျော်လောက်စာသင်ကြားနေကြတယ်လို့2023မတ်လထုတ်တောင်ကြီးစစ်ကောင်စီခရိုင်ထွေအုပ်ရဲ့မှတ်တမ်းအရသိရပါတယ်ရှင်။ စကိုင်းနဲ့မန္တလေးကငလင်တန်တဲ့ဒေသတွေမှာရှိတဲ့မူလာဒန်ကျောင်းသားကျောင်းသူတွေအတွက်လီဗာပူးအသင်းကလူဝစ် DS လက်မှတ်ပါဂျာစီနဲ့ဂန်ဒဝင်ကစားသမားတွေရဲ့လက်မှတ်ပါဂျာစီကိုလေလံတင်ရောက်ချပေးသွားမယ်လို့ OLSC မြန်မာစီကသိရပါတယ်။ငလင်ဘေးတဲ့ဒေသတွေကမူလာဒန်ကျောင်းသားကျောင်းသူတွေကို OLSC မြန်မာကလှူဒန်းနိုင်ဖို့လီဗာပူးအသင်းမှလက်ရှိကစားနေတဲ့ Louis Diaz လက်မှတ်ရေးထိုးထားတဲ့ဂျာစီကိုလေလံတင်မဲ့အပြင်2000ခုနှစ်ကဖလားငါလုံးရလီဗာပူးအသင်းကံတွင်တွေဖြစ်ကြတဲ့ Robbie Fowler, Luis Garcia, John Arneri Sido ရဲ့လက်မှတ်ပါဂျာစီ၃ထည့်ကိုလေလံတင်ရောက်ချပေးသွားမယ်လို့ဆိုပါတယ်။ မူလတန်ကျောင်းသားတယောက်ကိုတနစ်စာပညာသင်နှစ်အတွက်စာရေးကိရိယာတွေလွယ်အိမ်နဲ့ကျောင်းဝတ်စုံတွေဝယ်ယူနိုင်ဖို့ကျပ်ငွေနှစ်သိန်းလှူဒန်းဖို့အရာထားတယ်လို့ဆိုပါတယ်။လူဝိဒီယက်ဆီလက်မှတ်ပါဂျာစီကိုကျန်ခင်းစေသိန်း20သတ်မှတ်ထားပြီးလူဝိဂါစီယာနဲ့ဂျွန်အာနေရီဆေးလက်မှတ်ပါဂျာစီနှစ်စုံကိုတော့ကျန်ခင်းစေ10သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါပြင်ရော်ဘီဖောင်လာလက်မှတ်ပါဂျာစီကိုတော့လေလံတင်မှာမဟုတ်ပဲကန်ဆာမဲ့ဖောက်ပေးမှဖြစ်ပြီး ကစမဲတစောင်းကိုကျပ်ငွေ9000နှုန်းဖြစ်တယ်လို့သိရပါတယ်ရှင်။ DBB ရုံးမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်။